ီနေ့ထိတဲ့တွေ့ကြမဲ့ဘိုင်ယန်နဲ့အာဆင်နယ်တို့ကိုလက်ရှိကမ္ဘာအကောင်ဆုံးအသင်းနှစ်သင်းလို့ချီးကျူးလိုက်တဲ့လေးစမန်ဗေဒမြလုံးပဲမင်္ဂလာပါအာဆင်နယ်လက်ဂျန်ဟက်ကနေတင်ဆက်နေပါရီလက်ရှိကမ္ဘာပေါ်ကအကောင်ဆုံးအသင်းနှစ်သင်းကတယောက်နဲ့တယောက်ရင်ဆိုင်သွားကြရတော့မှာပါနှစ်သင်းစလုံးကအခုချိန်မှာထိတဲ့အဆင့်တန်းချင်းဆွမ်းမျိုးနဲ့ကစားနေကြပါရီကျွန်တော်အဲ့ဒီကွင်းထဲမှာရှိနေမှာပါကျွန်တော်တို့တော့နှစ်သင်းစလုံးကပွဲစဉ်အတွင်းမတူညီတဲ့ခိုက်တန့်တွေမှာဘလို့ဆွမ်းဆောင်ပြမလဲဆိုတာကိုစိတ်ဝင်စားစောင့်ကြည့်စရာဖြစ်လာမှာပါလို့အာဆင်နယ်သင်းရဲ့ကိုသမဟောင်းယန်လီစမန်ကထုတ်ပေါ်ပြောဆိုလိုက်ပါရီ အာဆင်နယ်နဲ့ဘိုင်ယန်မြူးနစ်တင်တို့ရဲ့ချန်ပီယံလိပွဲစဉ်ပေါ်မှာလေးစမန်ကအဆိုပါတိုင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။လေးစမန်ကဒီပွဲကိုလက်ရှိကမ္ဘာပေါ်ကအကောင်းဆုံးအသင်းနှစ်သင်းရဲ့ရင်ဆိုင်မှုဖြစ်သက်မှတ်လိုက်ခြင်းဟာအသင်းနှစ်သင်းစလုံးရဲ့ခြေစွမ်းနီးပြားရဲ့ဗျူဟာကျွမ်းကျင်မှုနဲ့အနိုင်ရလိုစိတ်တို့ကိုအလေးပေးဖော်ပြလိုက်တာပါပဲ။လေးမန်ဟာအာဆင်နယ်နဲ့ဘိုင်ယန်မြူးနစ်ကိုမန်စီးတီးရီယယ်မက်ဒရစ်တို့လိုအသင်းတွေနဲ့ဒဏ်ထူထားပြီးကမ္ဘာအဆင့်မြင့်အသင်းတွေဖြစ်သက်မှတ်လိုက်တာပါ။ဒီစကားရီဟာအသင်းနှစ်သင်းစလုံးရဲ့လက်ရှိခြေစွမ်းမြင့်မားမှုကိုထင်ရှားပြသလိုနေပါတယ်။မီကေးအန်တီတိုင်းအာဆင်နယ်သင်းကလက်ရှိပရီးမီးယားလိရဲ့ထိပ်ဆုံးမှရပ်တည်လို့နေပြီးခန်းစစ်ပိုင်းတောင်းတမှုနဲ့ င်ဘလုံးပိုင်ဆိုင်မှုအခြေပြုတိုက်စစ် position base အထက်မှာအတော်လေးကိုကောင်းမွန်လို့နေပါတယ်သူတို့ရဲ့ခြေစွမ်းဟာရာသီအစကတည်းကတည်ငြိမ်မှုရှိနေတာကိုလေးစမန်ကအသိမှတ်ပြုလိုက်တာပါဂျာမန်ဘွန်နက်လီကာမှာဘိုင်ယန်ကလည်းထူးချက်ခြေစွမ်းကိုပြသလုပ်နေပြီးကစားသမားတွေရဲ့တူးချင်းအရေးချင်းတွေကြောင့်အမြဲတမ်းအန္တရာယ်ကြီးတဲ့အသင်းတစ်သင်းဖြစ်ရှိလို့နေပါတယ်ဘိုင်ယန်ရဲ့ချန်ပီယံလိတွေးကြုံပြင်းထန်တဲ့ဖိအားကိုဂိုင်းတွဲနိုင်စွမ်းကိုလေးစမန်ကရှော့မထွက်ပင်ကမ္ဘာအကောင်ဆုံးဆင့်မှာဆက်ထားတာပါ နှစ်သိန်းစလုံးကအခုချိန်မှာထိတ်တန့်အဆင့်တန်းခြေစွမ်းမျိုးနဲ့ကစားနေကြပါတယ်ဆိုတဲ့စကားကဂျိုပိုင်းဆိုင်ရာကြံ့ခိုင်မှုနီးပြူပိုင်းဆိုင်ရာစီကံနဲ့တိုက်စစ်ပိုင်းဆိုင်ရာထိရောက်မှုတွေဟာအမြင့်ဆုံးဆင့်မှာရှိနေတယ်ဆိုတာကိုဆိုလိုပါတယ်။အာဆနယ်သင်းဟာခြေစွမ်းတည်ငြိမ်ပြီးဘိုင်ယန်မြူနစ်သင်းကလည်းချန်ပီယံလိရဲ့ဖိအားအောက်မှာသူတို့ရဲ့အကောင်းဆုံးခြေစွမ်းကိုပြန်လည်ဖော်ထုတ်နိုင်စွမ်းရှိပါတယ်။လီစမန်ရဲ့ကျွန်တော်အတွက်ကတော့နှစ်သိန်းစလုံးကပွဲစဉ်အတွင်းမတူညီတဲ့ခိုက်တန့်တွေမှာဘယ်လိုဆွမ်းဆောင်ပြန်မလဲဆိုတာကိုစိတ်ဝင်စားစောင့်ကြည့်စရာဖြစ်လာမှာပါဆိုတဲ့သုံးသပ်ချက်ဟာဒီပွဲရဲ့အဓိကတော့ချက်ကိုဖော်ထုတ်လိုက်တာပါ။ဘောလုံးပွဲတစ်ခုလုံးကိုမိနစ်60အတွင်းအချိန်ပိုင်းခြားတွေအများကြီး းခွဲခြားပြီးနေပြနှုတ်ရဲ့ညံဆန်းပရိဟိဖြည့်ရှင်းမှုကိုရည်ညွှန်းတာဖြစ်ပါတယ်။ဘလို့ခွဲခြားလဲဆိုတော့ပွဲစဘဲသင်းကစောစီးစွာဖျားပေးမှု hybrid စင်ကိုရင်စားပြီးကွင်းလန်ထင်းချုံမှုကိုယူမလဲအာတီတိုင်းသတိထားတဲ့စတင်မှုဒါမှမဟုတ်ရုတ်တရက်တိုက်ခိုက်မှုတွေကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဥဆောင်ကိုရရှိချိန်ဥဆောင်ကိုရရှိသွားတဲ့သင်ဟာဆက်လက်တိုက်စစ်ဆင်အောင်မလားဒါမှမဟုတ်ဘလုံးပိုင်ဆိုင်မှုကိုထင်းချုံပြီးပြန်မှတ်ကိုတိုင်ပြန်တိုက်စစ်နဲ့ချောင်းကစားမလားဘိုင်ရန်ရဲ့တွေးကြုံတဲ့အာဆန်နဲ့တည်ငြိမ်မှုဒီနှစ်ခုကလည်းစောင့်ကြည့်ရှင်စရာကောင်းနေပါတယ်။ ကိုပေးလိုက်ရချင်းဘယ်တင်းကစိတ်ပိုင်းဆိုင်ရာပုံမှန်ခံနိုင်ရရှိပြီးနီးပြောက်ကိုအလင်းမြန်ပြောင်းလဲနိုင်မလဲအာဆင်ရဲ့ချန်ပီယံလိတွေးကြုံနေပါမှုကဖိအားပေးခံရတဲ့ခိုက်တက်မှာထွက်ပေါ်လာနိုင်လားဒီအချက်ကိုဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ် လူစားလဲလှယ်မှုအချိန်နီးပြနှုတ်ဖြစ်တဲ့အာဒီတာနဲ့ကုမ္ပဏီတို့ရဲ့လူစင်းအပြောင်းလဲနဲ့နီးစတင်ပိုင်ဆိုင်ရာတုံ့ပြန်မှုဘလောက်ထိထိရောက်မလဲလူစားဝင်ကစားသမားတွေရဲ့ခြေစွမ်းကပွဲကိုဘလို့ပြောင်းလဲစေနိုင်မလဲဒါကစိတ်ဝင်စားစရာကောင်းနေပါတယ်လေစမန်စိတ်ဝင်စားသွားတဲ့နီးစတင်ပိုင်ဆိုင်ရာတိုက်ပွဲရဲ့အဓိကတော့ချက်တွေကတော့ Hurricane Best Arsenal ခံစစ် Hurricane ရမြောက်လန်တဲ့ဒါဘီရဲ့ပြိုင်ဘက် Spurs Legend တို့ဖြစ်တဲ့အတွက် Arsenal ကိုခိုးသွင်းခြင်းစင်ကပြင်းပြနေမှာသိကြပါတယ် Arsenal ခံစစ်က Kane ရဲ့ link up play နဲ့ကိုးသွင်းနိုင်စွမ်းကိုဘလို့ရင်ဆိုင်မလဲဆိုတာကလည်းစိတ်ဝင်စားစရာပါကွင်းလက်ထင်းချုံမှု အာဆနယ်ရဲ့ဒီကလန်ရိုက်ဦးဆောင်လာမဲ့ကွင်းလေဟာဘိုင်ယန်မြူးနစ်သင်းရဲ့ကွင်းလေကိုဘလို့ဖိအားပေးမလဲဆိုတာကိုပါကွင်းလေကိုထိန်းချုပ်နိုင်တဲ့သင်းဟာပွဲကိုအနိုင်ယူနိုင်ဖို့အခွင့်အရေးများပါလိမ့်မယ်။ဘိုင်ယန်မြူးနစ်ဟာနှစ်ပေါင်းများစွာချန်ပီယံလိဂ်ရဲ့ဒလိုအဆင့်တွေမှာကစားခဲ့မှုတွေအတွေ့အကြုံကြီးမားမှုရှိပါတယ်။ဖိအားများတဲ့ခိုက်တန့်တွေမှာသူရဲ့စိတ်သက်ခွန်အားကပိုပြီးတော့အားကောင်းနေနိုင်ပါတယ်။အာဆနယ်ရဲ့လက်တော်နှစ်တွေအတွင်းမှာစိတ်ပိုင်းဆိုင်ရာတောင့်တမှုကိုအာဒီဒိုင်းလက်အောက်မှာတိစောက်ထားနိုင်ခဲ့ပါတယ်။ဒီပွဲမှာအနိုင်ယူနိုင်ရင်သူရဲ့ချန်ပီယံစိတ်သက်ကိုဥရောပတစ်ခုလုံးစီတက်သေးပြလိုက်နိုင်ပါလိမ့်မယ်။ဒီပွဲဆင်ရအသင်းနဲ့သင်းရဲ့လက်ရှိခြေစွမ်းရောရေရှည်လာလာပါမကနေပြနှုတ်ရဲ့ညံရင်ပြိုင်ပွဲကိုပါဆော ောင်းကြည့်ရမယ့်ပွဲလေးဖြစ်လာပါလိမ့်မယ်။ညီကိုတို့ကရောဒီပွဲမှာဘယ်အသင်းရလက်ကောင်းမယ်လို့မြင်ကြလဲ။ပြောပြသွားခဲ့ကြပါဦး။ဆုံးလိကြည့်ပေးသွားခဲ့ကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်။